မြဝတီကော့ဂရိတ်အာရှလန်ဒစ်ဖွင့်ကန်နီပြုပြင်ရေးနဲ့လုံခြုံရေးလှုပ်ဆောင်မှုကားတွေသွာလာအသုံးပြုတာကိုယာယီပိတ်လိုက်ပါတယ်ဒီသတင်းကိုတော့ဒေါက်ခင်မင်းစော်ပေးပို့ထားပါတယ်ရှင်။ဒါနဲ့အောက်ကုလ30ရက်နေ့မှာမြဝတီကော့ဂရိတ်အာရှလန်ဒစ်ဖွင့်ပွဲကိုမြန်မာနိုင်ငံကအထူးသမ္မတနဲ့ထိုင်းနိုင်ငံဘက်ကဒုဝန်ကြီးချုပ်တက်ရောက်မှာဖြစ်တဲ့အတွက်လက်လုံခြုံရေးလှုပ်ဆောင်မှုနဲ့ပြုပြင်မှုအနေငယ်လှုပ်ဆောင်မှုရှိတဲ့အတွက်အောက်ကုလ28ရက်နေ့ကနေစတင်ပြီးယာယီပိတ်လိုက်တာပါ။ အသက်ရှင်ပိုင်ရှည်လျားတဲ့မြရီကော့ဂရီအာရှလမ်းမသိဖွင့်ပွဲကိုအောက်ကလ30ရက်မြမစံတော်ချိန်7နာရီခွဲမှာတရားဝင်စတင်ဖွင့်လှစ်မှာဖြစ်ပြီးနေဆိုင်ဖြတ်ကျော်တရာအမှတ်နှစ်အုံမြင့်ချပနဲ့ရိုက်ပွဲကိုတော့မြမစံတော်ချိန်10နာရီခွဲမှာပြုလုပ်ပါမယ်။မြရီကော့ဂရီအာရှလမ်းမသိကိုအာရှစစ်မီအဝေးရေးလမ်းအဖြစ်2017ခုနှစ်ကစတင်ခဲ့ပြီးထိုင်းနိုင်ငံဘက်ကစောက်လုပ်ရေးကုမ္ပဏီတစ်ခုကစောက်လုပ်ပေးခဲ့တာပါ။ အဲ့ဒီလမ်းမတဲ့ဟာအတစ်ဆောက်လို့မဲ့နေတဲ့ဖြတ်ကျော်တရားနဲ့လဲတစ်ဆက်သေးဖြစ်သွားမယ်လို့ပြောပါတယ်။အာဆီယံဒေသရဲ့နိုင်ငံတွေလွဲကူနှိမ့်မြက်စာဆက်တယ်နိုင်ပြီးအာဆီယံစည်းဝါးရေးစုံတည်ဆောက်ရေးအတွက်အထောက်အပံ့ပြုဖို့ရည်ရွယ်ဖောက်လုပ်ခဲ့တာပါ။ကျမအထင်မြင်ဆိုပါရှင်။